Hello Mr. Long YouTube channel နဲ့ Facebook page နေကြည့်စုပါရယ်ဒီနေ့ပွဲစဉ်38ပြည်မြလေးကစားပြီးတဲ့နောက်မှာအာဘသူ Champion League ဘယ်တင်ရ Champion League တက်သွားမလဲဘယ်တင်ရ Europa League ဘယ်တင်ရ Conference ဆိုတာအကုန်လုံးတိချာသွားပြီးဖြစ်ပါရယ်ပထမပွဲစဉ်ဖြစ်တဲ့ Brave Bournemouth နဲ့ Leicester ်ကစားတဲ့ချိန်မှာဘော်နမော့အိမ်ကွန်းမှာ2-0နဲ့ဘော်နမော့နိုင်သွားပါတယ်ဖူဟမ်နဲ့မန်စီးတီးကစားတဲ့ချိန်မှာဖူဟမ်ကဖူဟမ်အိမ်ကွန်းမှာမန်စီးတီးက2-0နဲ့အနိုင်ပြီးတော့အီဘူးစ်နဲ့ဝက်ဆမ်ကစားတဲ့ချိန်မှာဝီဘူးစ်အိမ်ကွန်းမှာဝက်ဆမ်က3-1နဲ့နိုင်ပြီးလီဗာပူးလ်နဲ့ခရစ်စတာလီဗာပူးလ်အိမ်ကွန်းအင်ဖာမှာကစားပြီးတော့1-1တည်ကြခဲ့ပါတယ်မာယူနဲ့အက်စတွန်ဗီလာမာယူအင်ကောအူထရာဖော့မှာကစားပြီးတော့မာယူက2-0နဲ့နိုင်ပြီးတော့ Nottingham Forest နဲ့ Chelsea ကတော့ Nottingham အင်ကွတ်မှာ Chelsea က1-0နဲ့တော့နိုင်ပြီး Southampton နဲ့ Arsenal တော့ Southampton အင်ကွတ်မှာ Arsenal 2-1ကနေနိုင်ပြီးတော့ Tottenham နဲ့ Brighton ကတော့ Tottenham အင်ကွတ်မှာ Brighton က4-1နဲ့ comeback ပြီးတော့နောက်ဆုံးပွဲစပယ် Wolves နဲ့ Brentford ကတော့ Wolves အင်ကွတ်မှာ1-1နဲ့တည်ကြခဲ့ပါတယ် Liverpool ကတော့အစားကြဲနေ ချန်ပီယံလိတက်တာတီချာတလို့တီချာပြီးပြီဖြစ်ပြီးတော့အာဆင်နယ်ကလည်းတီချာပြီးဖြစ်ပါတယ်တကြံတဲ့အတင်းမတီချာတဲ့ချိန်မှာခုပွဲစဉ်ပြီးတဲ့ချိန်မှာတီချာသွားပြီးဖြစ်ပါတယ်လီဗာပူးအာဆင်နယ်မာစီတီချဲဇီနျူကာဆယ်တက်သွားပါတယ်နျူကာဆယ်နဲ့စတန်ဗီလာမှ66ချက်2ညီပြီးမဲ့ဂိုးအီအတွက်ကောချမ်းမှုကြောင့်နျူကာဆယ်ကဂိုးအီအတွက်အမြတ်ပူများပြီးတော့သူတို့က နံပါတ်5နဲ့ချန်ပီယံလိတက်ခွန်ရတော့ခဲ့ပါတယ်အစ်စတန်ဗီလာတော့66မှတ်နဲ့အခုနဲ့တော်ရတော့ယူရိုပါလိဂ်မှာကစားရမှာဖြစ်ပြီးတော့နော်တဟမ်ဖောရက်စ်ကတော့ကွန်ဖရင့်စ်လိဂ်မှာကစားရမှာဖြစ်ပါတယ်ဒီနေ့အစ်စတန်ဗီလာကတော့အစားရတဲ့ပွဲစဉ်တွေချိကလုတ်ကောင်းပြီးတော့ကစားတာလဲချင်းကြီးနေနဲ့ကစားပြီးတော့ဒီနေ့ပွဲဟာဆုံးသက်ဖြစ်မယ့်ပွဲဖြစ်ပြီးတော့ယူနီအမ်ဘရန်တော့ချန်ပီယံလိဂ်မျောလင်းခွင့်ရှိပြီမဲ့သူတို့ဂိုတမားအာဂျင်တီးနားဂိုတမားအကောင်းဆုံးစုရခဲ့တဲ့ ကစားသမား EB Martinez ကပထမပိုင်းလေးစင်ကချိန်ပူပေးတဲ့ချိန်မှာ Matty Cash Aston Villa နောက်ဒါနီထိုးပေးတဲ့ long Ramos Holland မှာယူတိုက်စစ်မှုကဆွဲပြီးတော့1-1ကိုသမားနဲ့တွေ့တဲ့ချိန်မှာကိုသမားဘောလုံးကိုဖျက်တောက်မကျူးစားပဲလူတမင်ပိတ်ကဒါလို့ကြာအနီကပြပြလို့လူ၁၀ယောက်နဲ့၁၁ယောက်ကနေချိန်မှာမှယူက လူတရာပိုင်းမှာ2-0နဲ့နိုင်ပြီးတော့ Aston Villa က Champion League အိမ်မက်ကိုဖျက်ဆီးလိုက်ပါတယ်ဒေါ်ချင်နာစပါးလည်း Europa League မှာယူနိုင်ထားတဲ့အတွက် Champion League ကတော့ပြင်းပြင်းလေးကနေ6တင်းတက်မှာဖြစ်ပြီးတော့ Liverpool Arsenal မှာ City Chelsea Newcastle နဲ့စပါးဖြစ်ပါတယ် Europa League မှာတော့ Aston Villa တက်မှာဖြစ်ပြီးတော့ Conference League Europa Conference League မှာတော့ Nottingham Forest ဖြစ်ပါတယ် ားလုံးကိုကျေးဇူးတင်ပါတယ်ပြန်လည်တွေ့ကြမှာ